ဘုံဆိုင်ပင်လေးတွေရဲ့အရွက်တွေဝါလာမယ်အရွက်တွေညှိုးလာမယ်အချိန်ခါမဟုတ်အရွက်ချလာမယ်စတဲ့လက္ခဏာပြလာပြီဆိုရင်မလုပ်ရမလဲဒီကနေ့ဗီဒီယိုမှာတော့ဘုံဆိုင်ပင်လေးတွေကိုစတဲ့စိုက်ပြိုးမဲ့သူတွေမားလေမားတာရှိတဲ့အချက်6ချက်ကိုပြောပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော် channel လေးကိုဆုံးအောင်ကြည့်ပြီး like and subscribe လုပ်ဖို့တိုက်တွန်းလိုက်ပါတယ် Leo Bonza and Nazri channel ကနေကြိုဆိုလိုက်ပါရစေ။ ဒီဗီဒီယိုမှာတော့ဘွန်ဆိုင်ပင်လေးတွေကိုစတင်စိုက်ပျိုးလို့သူတွေအတွက် ပြုလုပ်မိတတ်တဲ့အမားများကို ပြောပြပေးသွားမှာဖြစ်လို့ဘွန်ဆိုင်မှုပညာကိုစတင်လေ့လာသူတွေအဆုံးထိကြည့်တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ကျွန်တော် channel ကနေဘွန်ဆိုင်ပင်နဲ့အိမ်တွင်းအလှဆင်ပင်များအကြောင်းတင်ဆက်သွားမှာမို့ like and subscribe button လေးကိုနှိပ်ပေးသွားကြပါဦးခင်ဗျာ ွန်ဆိုင်ပင်ဆိုတဲ့တက်ရှိပကြီးကားလေးတွေဟာရုတ်တရက်ချက်ချင်းကောက်ခါငင်ငါမတည်တတ်ကြပါဘူး။သူတို့မတည်ဆုံးခင်မှာသူတို့ရဲ့လိုအပ်ချက်ခန်းစားချက်တွေကိုတင်းပြောပြလိရှိပါတယ်။ဘွန်ဆိုင်ပင်လေးတွေအရွက်တွေဝါလာမယ်၊အရွက်တွေညိုးလာမယ်၊အချိန်ခါမဟုတ်အရွက်ချလာမယ်။စသည့်လက္ခဏာပြပြီဆိုရင်မိမိရဲ့ဘွန်ဆိုင်ပင်လေးတွေကိုအချိန်မီ ကုတရန်လိုအပ်ပါတယ်။ မိမိပုဇံပင်လေးတွေကအထက်ပါအချက်တွေပြလာပြီဆိုရင် ပထမဆုံးအနေနဲ့အပင်းရဲ့အမြင်သာကိုစစ်ဆေးရပါမယ်။နောက်ပြီးမိမိပုဇံပင်ရဲ့အမျိုးအစားနဲ့သူနေထိုင်ရတဲ့ပတ်ဝန်းကျင်၊ကိုက်ညီမှုရှိမရှိကိုစစ်ရပါမယ်။ဒါကြောင့်ပုဇံပင်လေးတွေပိုင်ဆိုင်ထားသူတွေအတွက်အမားမလုံးမိအောင်ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်စေချင်ပါတယ်။နံပါတ်1အမားကတော့ရေအလွန်အကျွံလောင်းခြင်းအမားပဲဖြစ်ပါတယ်။ပုဇံခီးကိုစတင်သူတိုင်းအတွက် အများဆုံးမတတ်တဲ့ပထမဆုံးအမားကတော့ရေလောင်းများခြင်းပဲဖြစ်ပါတယ်။အလွန်လှပတဲ့ပုံစံပင်ကိုပိုင်ဆိုင်ထားရတဲ့အတွက်စိတ်လှုပ်ရှားပြီးမကြာခဏရေလောင်းပေးမိတာကတော့အပင်စဆိုင်သူတိုင်းဖြစ်လေဖြစ်တာရှိတဲ့အမားတစ်ခုပါပဲ။ရေအလွန်အကျွံလောင်းခြင်းကနေပုံစံပင်တစ်ခုခုဖြစ်လာခြင်းမှာချက်ချင်းယောဂလက္ခဏာမပြပါဘူး။တဖြည်းဖြည်းနဲ့ပုံစံပင်ရဲ့အရွက်တွေဝါလာမယ်။အရွက်တွေအမဲဆက်တွေဖြစ်လာမယ်။ပုံ အိုးကစွတ်စွန်နေမယ်အပင်ကအားနေလို့ဖြစ်လာပြီးအရွက်ချလာမယ်ဆိုရင်ရေများလို့အမြင့်အလုံးမလုံးနိုင်တော့ဘူးဆိုတဲ့လက္ခဏာပဲဖြစ်ပါတယ်ပုံစံပင်ကိုစတင်စိုက်ပြိုးသူအများစုက အပင်ကိုစိုက်ပြိုးရမှာရေစင်းကောင်းအောင်ရေစင်းပေါက်ဖောက်ထားတဲ့ပုံစံအုံးကိုမတုံးချင်းတင်ရတဲ့မြေစာမတုံးမဲရေကိုနေ့စဉ်လောင်းနေတာကြောင့်ရေဝတ်သွားပြီးအမြင့်ပုတ်က အပင်တွေတည်ဆုံတတ်ပါတယ် ပေါ်ဆိုင်ပင်ကိုရေဘလိုလောင်းရမလဲဆိုတာကိုတော့ပညာရှင်တွေကတသက်မမတ်ပြောထားတာမရှိပါဘူး။ဘာဖြစ်လို့လဲဆိုရင်တော့အပင်မျိုးစိမ့်နဲ့ဘုံအိုးအရွယ်အစားအသုံးပြုထားတဲ့မြေစာအမျိုးအစားကွဲပြားခြားနားခြင်းရှိလိုပါပဲ။ဒါပေမဲ့ရေမလောင်းခင်အပင်ရဲ့မြေစာကိုဆွတ်ဆွတ်ခြင်းရှိမရှိအရင်စမ်းသပ်ကြရပါမယ်။ အပင်းရဲ့မြေစာအပေါ်ယံမျက်နှာပြင်ကစိုးစွတ်ခြင်းမရှိပဲ၆တွေ့နေပြီဆိုမှသာ ရေလောင်းပြရမှာဖြစ်ပါတယ်အထူးသတိပြုရမယ့်အချက်ကတော့အပင်တွေဟာရေငတ်ခြင်းတဲ့ရေများတဲ့တံကိုမခံနိုင်ကြဘူးဆိုတာကိုသတိထားရမှာဖြစ်ပါတယ်နံပါတ်၄အမားကတော့မြေဩဇာမကျွေးပဲထားခြင်းဖြစ်ပါတယ်အပြင်မှာတဘာဝအတိုင်းပေါက်နေတဲ့အပင်တွေကသူတို့အမြစ်တွေမြေကြီးထဲကို အကန့်အသတ်မဲ့တိုးဝင်ပြီးတော့အပင်အတွက်အစာအာဟာရကို ရှာဖွေစားတောက်နိုင်ပါတယ်ဒါပေမဲ့ဘွန်ဆိုင်ပင်အတွက်ကတော့ဘုံအိုးတည်တည်လေးထဲမှာနေရတဲ့အတွက်အစာကိုရှာဖွေစားတောက်နိုင်ရန်ကအကန့်အသတ်နဲ့ဖြစ်နေပါတယ်ဘွန်ဆိုင်ပင်လေးတွေအစာမြေဩဇာအချင်းတော်တော်ကြကြမရလဲရေနဲ့နေရောက်ချင်းနေတယ်ဒါရနိုင်မဆိုရင်အလွယ်တကူမသေးနိုင်ပါဘူးအပင်တွေကအလင်းမြေအစာချက်နိုင်စွာရှိလိုပါပဲဒါပေမဲ့အပင်ကကြီးထွားမှုနေကွေလာမယ်အရွက်နဲ့အတက်တစ်တွေကအဆုံဆုံးလင်းလင်းမထွက်တော့ဘူး ဘုံအုံထဲမှာအစာကုန်နေပြီလို့ကောက်ချက်ချနိုင်ပါတယ်။ဘုံအလေးထဲမှာရှိတဲ့အစာကုန်သုံးသွားတဲ့အခါနေရောင်ခြည်နဲ့အစာချက်ဖို့ရအခက်အခဲရှိလာပြီးတော့ပင်မကြမ်းမမာဖြစ်တတ်ပါတယ်။အချိန်မီမြေဩဇာကို မထည့်ကျွေးနိုင်ရင်နောက်ဆုံးအပင်သေးတဲ့အထိဖြစ်နိုင်ပါတယ်။နံပါတ်3အမားကတော့နေရာထားမှချင်းနဲ့မဲဖြစ်ပါတယ်။ဘုံစန်းခီယူစတဲ့ရှောင်းလန်းတို့ရဲ့အတွက်အဖြစ်အများဆုံးအမားနောက်တစ်ခုကတော့ အိမ်ပြင်မှာစိုက်ရမယ့်အပင်ကိုအိမ်တွင်းမှာမိုင်းစွာစိုက်မိခြင်းပဲဖြစ်ပါတယ်။ဥပမာပြောရမယ်ဆိုရင်ဒီနေ့စူပါမားကတ်တွေမှာရောင်းနေတဲ့အရွက်သေးသေးလေးနဲ့ထိုင်းသီးပင်ပဲဖြစ်ပါတယ်။ရောင်းသူတွေကနားမလဲပဲရောင်းချင်စောနဲ့အိမ်တွင်းစပွဲတင်လို့ပြောရောင်းကြပါတယ်။မိတ်ဆွေအများစုကဝယ်ယူပြီးမကြခင်မှာသိဆုံးသွားကြတာကိုမကြခဏကြားမိပါတယ်။တကယ်တော့ထိုင်းသီးပင်ကအိမ်တွင်းမှာစိုက်ရမယ့်အပင်မဟုတ်ပဲအိမ်ပြင်မှာစိုက်ရမယ့်အပင်မျိုးဖြစ်ပါတယ်။ ထိုင်းသီးပင်ဟာမနစ်နေအောင်ချီတိုင်းရထစ်တွေ့မှုနှစ်အနည်းဆုံး၄နိုင်လိုအပ်ပါတယ်။အကောင်းဆုံးကတော့အင်တွင်းမှာစိုက်ဖို့ရည်ရွယ်ရင်အင်တွင်းစိုက်ပင်ဖြစ်တဲ့နေအောင်ချီတိုင်းရထစ်တွေ့ဖို့တိတ်မလို့တဲ့အပင်တွေကိုရွေးချယ်ဖို့လိုပါတယ်။ဥပမာအဖြစ်ကြောက်စိမ့်ပင်ဟာဝိုင်းထစ်ပင်စသည်အပင်တွေကတော့အင်တွင်းမှာစိုက်ပြိုနိုင်ပါတယ်။အပင်အများစုကတော့လောင်းအင်အပင်လောင်းရင်မမိတဲ့နေရာမှာစိုက်ပြိုလို့ရပါတယ်။ နံပါတ်၄အမှားကတော့အရွက်ချဂိုင်းဖြတ်မှားခြင်းပဲဖြစ်ပါတယ်။ဘွန်ဆိုင်စိုက်ပျိုးခြင်းဟာအမှုပညာပုံစံတစ်ခု ဖြစ်တာကြောင့်အချိန်ယူသင့်ပါတယ်။ဘွန်ဆိုင်ခီးစတဲ့သူအများစုကဘွန်ဆိုင်ပင်ကိုမကြာခဏအရွက်ချဂိုင်းဖြတ်ဖို့စူးစမ်းလို့ရှိပါတယ်။ဘွန်ဆိုင်ပင်လေးမှာအရွက်နှုတ်ထွက်လာခြင်းအရွက်ညက်ကကြီးအသေးရလာတဲ့အခါဖြစ်စေလက်တေဆာအရွက်ညက်ခိုင်းဖြတ်လှုပ်ချင်ကြတာတကယ်အမှားပါပဲ အိမ်တွင်းဆိုင်အပင်ဖြစ်ဖြစ်အိမ်ပြင်မှာဆိုင်တဲ့အပင်ဖြစ်ဖြစ်အရွက်ချဂိုင်းဖြတ်အမြင့်ပြုပြင်ခြင်းကိုအချိန်မရွေးလွှတ်ဆောင်နိုင်ပါတယ်တတိထားစရာတစ်ခုကတော့အပင်ကျမ်းမှာစိမ့်လန်းစုပ်ပြေးနေချိန်မှာအရွက်ချခြင်းဂိုင်းဖြတ်ခြင်းအမြင့်ပြုပြင်ခြင်းကိုလွှတ်ဆောင်တင်ပါတယ်နောက်တစ်ချက်ကတော့တစ်ခုခုပြုပြင်ပြီးတဲ့အပင်ကိုအနာပေးတင်ပါတယ်အနာပေးပြီးနောက်အပင်အလုံးလုံးလာလို့အားမရှိခင်မှာနောက်တစ်ခါအပင် ပြုပြင်ခြင်းကိုမလုပ်တင်ပါဘူး နောက်တစ်ခုကတော့အရွက်ချဂိုင်းဖြတ်အမြင့်ပြုပြင်ခြင်းတွေလှုပ်ထားတဲ့အပင်ကိုနေရာခဏခဏရွှေ့ခြင်းတနေကုန်နေထိတဲ့နေရာမှာထားခြင်းကိုမပြုလို့ရပါဘူးအရွက်ချဂိုင်းဖြတ်အမြင့်ပြုပြင်ခြင်းတွေပြုလုပ်ဖို့ရအတွက်အပင်ဟာကျမ်းမာတန်ဆွမ်းရှင်တန်တွေကိုအဓိကပါကျန်တာတွေကဒုတိယပဲဖြစ်ပါတယ်နမငါအမားကတော့ဘွန်ဆိုင်ပင်တွေကိုပုံသေးထားခြင်းပဲဖြစ်ပါတယ်ဘွန်ဆိုင်နုပင်ကစတင်လေ့လာသူတွေအတွက် တော့အတန်အတွေ့အကြုံရှိတဲ့သူတွေတောင်လုံမိတဲ့အမားတစ်ခုပါအိမ်တွင်းဆိုင်ပြင်ဖြစ်ပါစေအိမ်ပြင်မှာဆိုင်တဲ့ပုံစံပင်လေးတွေဖြစ်ပါစေလဲ့ပေးဖို့လိုပါတယ်အထူးသဖြင့်အိမ်တွင်းဆိုင်အပင်တွေကိုမဖြစ်မနေလဲ့ပေးရပါတယ်ဘာဖြစ်လို့လဲဆိုတော့အပင်ပေါ်ကိုကြားရောက်တဲ့နေရောင်ခြေကြားရောက်မှုကမတူညီတဲ့အတွက်ဖြစ်ပါတယ်နေရောင်ခြေအလင်းရောင်ရရှိမှုမတူညီတဲ့အခါအပင်ရဲ့ဂိုင်းထွက်ပုံကလည်းမတူညီတော့ပါဘူးနေရောင်ခြေအလင်းရောင်ပိုရတဲ့ဂိုင်းက ပိုမိုကျမ်းမာတန်ဆွမ်းပြီးနေအောင်ချီအလင်းရောင်အနှင်းငယ်သာရတဲ့ဖက်ကဂိုင်းတွေကဂိုင်းတစ်မထွက်နိုင်ပဲနောက်ဆုံးဂိုင်းကြောင့်ဖြစ်တာကြံခဲ့မှာဖြစ်ပါတယ်နောက်ဆုံးမှာအပင်မသေးပေမဲ့အပင်ပုံစံပြတ်သွားနိုင်ပါတယ်ဒါကြောင့်ဘွန်ဆိုင်ပင်လေးကိုနှစ်ပတ်တစ်ခါ60ဒီဂရီတော့လဲ့ပင်တင်ပါတယ်နောက်ဆုံးအမားတစ်ခုကတော့အပင်ပေါ်ဂီယူမဆိုင်နိုင်ခြင်းနဲ့အာယုံမဆိုင်နိုင်ခြင်းပဲဖြစ်ပါတယ်အစာပိုင်းကပြောခဲ့တဲ့မာတက်တဲ့အမားတွေက ဘုံဆိုင်ခီးစတင်သူတွေအတွက်တတိထားနားလဲကြပြိမယ်ဘုံဆိုင်ပင်ပေါ်ကိုဂယုမပြုမခြင်းအာယုမဆိုင်နိုင်ခြင်းဟာအမားတစ်ခုပါပဲဘုံဆိုင်ပင်လေးတွေဟာတက်ရှိဖြစ်ပြီးဖန်တီးသူတွေကနှစ်လများစွာအာယုဆိုင်အာထုဖန်တီးခဲ့ကြရတာဖြစ်ပါတယ်ဒါကြောင့်ဘုံဆိုင်ပင်ကိုပိုင်ဆိုင်တဲ့အခါဂယုပြုအာယုဆိုင်နိုင်ဖို့လိုအပ်ပါတယ်ခွေးလေးကြောင်လေးတွေမွေးထားသလိုပါပဲ ခွေးလေးကြောင်လေးတွေကအစာတောင်းရေတောင်းနဲ့သူတို့ဖြစ်ချင်တာကိုမျက်လုံးကတစ်စင်ဖော်ပြတတ်လို့ဘွန်ဆန်းပင်တွေကလည်းသူတို့လိုအပ်တာတွေကိုသူတို့အရွက်တွေကနေဖော်ပြတတ်ကြပါတယ်။ဒါကြောင့်ဘွန်ဆန်းပင်ကဘာလိုအပ်နေလဲဆိုတာကိုအပင်လေးကိုတစ်စိမ့်စိမ့်ကြည့်ကြည့်ပြုရင်အမားတွေမလုံပြီဖို့တိုက်တွန်းပါစေ။ကျေးဇူးတင်ပါတယ်။ဒီနေ့ပြောပြထားတဲ့ဗီဒီယိုကနေအပင်ချစ်သူတွေတိမတ်စရာတစ်ခုခုရမယ်ဆိုရင် comment မှာ yes လို့ရေးပေးသွားကြပါခင်ဗျာ။ ကျွန်တော် channel လေးကနေဘွန်ဆိုင်ပင်နဲ့အိမ်တွင်းအလားစင်ပင်လေးများအကြောင်းကိုတက်ဆက်သွင်းမှာဖြစ်လို့ like and subscribe လုပ်ပေးသွားကြပါခင်ဗျာတိလို့တများကို comment မှာရေးပေးသွားနိုင်ပါတယ်ကျေးဇူးတင်ပါတယ်